မင်းဆိုင်ကောနီချီဝါမြန်မာပြည်ဂျပန်နေလန်ကွေကန်နူရဲ့အစင်းကြီးထဲမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ JVD ဆာမိုးဘဲလဲနီလာဘီဖြစ်တဲ့အတွက်ကြောင့် N3 ဖြစ်မဲ့သူတွေအတွက်ရှိရပြီးတော့2018မေဂွန်ဟောင်းလီကိုပြပြပြီးတောင်းမှာဖြစ်ပါတယ်။မေဂွန်ဟောင်းရဲ့မွန်နိုင်အချင်းနဲ့မွန်နိုင်နီကခန်းကြီးရတယ်ဆိုလို့ရှိရင်ဖြေနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဗီဒီယိုထဲမှာတော့စင်ကြီးကမပြပြပြီးတော့ပါဘူး။မွန်နိုင်ဆန်းကနေစပြီးတော့ကြည့်ကြည့်ရအောင်။ ဝနိုင်းစံကကြတော့သူပေးထားတဲ့စာကြောင်တစ်ချောင်းလုံးဘာသာပြန်ပေးရမယ်။ပြီးွားရင်ကောလတ်ဖောက်ထားတဲ့စာကြောင်လေးကအောက်မှာအဖြေလေးခုပေးရတယ်ပေါ့နော်။ဒီအဖြေလေးခုတွေကမှတင့်တော်တဲ့အဖြေလေးကိုရွေးချယ်ပြီးတော့ဖြေပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်စာကြည့်ကြည့်ရအောင်။နံပါတ်15ကကြတော့ပထမအဆုံးခန်းစည်းလေးကခါစင်။ခါစဲရတိုင်ယောနော့ကောလတ်ရီယောရှ်တဲ့ဒန်ကီကိုစခုရုခုတ်တကတက်ခီလို့လေးရင်နေရောင်ကြည်ရဲ့ကောလတ်ကိုတုံးချပြီးတော့လျှက်စစ်တွေကိုပြုလုပ်နိုင်ပါတယ်။ တက်လီပေးထားတာကကြတော့စာပိစုဝင်ဆောင်မှုနှစ်ကကြတော့အင်ဂျင်သုံးကဟင်တိုအရေရမော့လေးကကြတော့အန်နယ်လူကြီးအန်နဂျီလေးတွေနေရောင်ခြည်တွေရဲ့အန်နဂျီကိုအသုံးချပြီးတော့အလဲရစစ်ကိုပြုလုပ်နိုင်တယ်ဖြစ်တယ်မို့လို့အဖြေမှန်လေးကရုံးမှဖြစ်ပါတယ်။နောက်နံပါတ်၆ကကြတော့နီဂျူနန်ကအနက်၂၀ကြာပြီးွားတဲ့နောက်မှာဝါတာရှိတာချီဝကျွန်တော်တို့တွေက ဒေါနာစေကဆိုရှိသေးရူကဘလိုမျိုးစာဝေးနေထိုင်ရေးလေးကိုလုပ်နေရလဲဆိုတာကို college တဲ့မိတာ college အကြည့်ခဲ့ပါတယ်ပထမဆုံးခန်းကြီးလေးကကြတော့ဆိုး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 စိတ်ကွေးရင်ကြည့်ခဲ့ပါတယ်ဆိုးဆိုးစိတ်ကွေးရင်ကြည့်ခဲ့ပါတယ်နံပါတ်2ကကြတော့ cancer ဆို cancer ဆိုလေးလာကြည့်ခဲ့ပါတယ်လေးလာကြည့်ခဲ့ပါတယ်စမ်းပါပေးထားတာလေးကကြတော့ခိတိုင်ခိတိုင်မျောလင်းကြည့်ခဲ့ပါတယ်လေးကခောက်ခုနင်း ခခုနဲ့ဆေးဆေးကြီးခဲ့ပါတယ်။အနည်း20ကြာပြီးွားတဲ့နောက်မှာကျွန်တော်တို့တွေကဘယ်လိုမျိုးနေထိုင်မှုဘဝကို ပြုလုပ်နေလဲဆိုတာကို စိတ်ကူးယဉ်ကြည့်ခဲ့ပါတယ်ဖြစ်မှာမို့လို့အဖြေမှန်လေးကအချိန်ပန်ဖြစ်ပါတယ်။နောက်နံပါတ်7ခုကကြတော့ထမသားချီတော့အဲ့ခိတဲ့တငယ်ချင်းနဲ့ဘူတာမှာကောလခါလာကောလအတဲအတွက်ကြောင့်မို့လို့အေရှော်နိရှခူးကြီးနိအခုခို့တော်နေစတာအဒူဒူထမင်းစားဖို့သွားခဲ့ပါတယ်။ တငွေချင်းနဲ့ဘူတာမှာကွက်လာတဲ့အတွက်ကြောင့်အတူတူထမင်းစားဖို့သွားခဲ့တယ်။တက်ကရှီးရီးယားတဲ့ရှီးရီးယားတဲ့တငွေချင်းနဲ့ဘူတာမှာတည်ကျွမ်းနေတဲ့အတွက်ကြောင့်နှစ်ကကြတော့မာနီယာဝါဆဲတဲ့မာနီယာဝါဆဲတဲ့တငွေချင်းနဲ့ဘူတာမှာအချိန်မီတဲ့အတွက်ကြောင့်မို့လို့သုံးကမိုချီယာဝါဆဲတဲ့မာချီယာဝါဆဲတဲ့ဆိုမှဆန်မာချီယာဝါဆဲတဲ့မာချီယာဝါဆဲတဲ့ဆိုတာကဘာကိုပြောတာလဲဆိုတော့တွေးဆောင်တာကိုပြောတာပါတွေးဆောင်တယ် တန်ရည်ချင်းနဲ့ဘူတာမှာတွေ့ဆုံနေတဲ့အတွက်ကြောင့်မို့လို့အတူတူထမင်းစားဖို့သွားခဲ့တယ်။လေးရကျတော့စုခိယတဲ့စုခိယတဲ့စုခိယတဲ့ကဘလို့ချင်းချင်းမှာတောင်းလဲဆိုရင်တောင်းတဲ့တယောက်ချစ်ကြိုက်လို့တွေးဝတာတွေဒါမှမဟုတ်လို့ရှိရင်တယောက်ကဇေယျထတာကိုအဖော်လိုက်ပေးတာမျိုးတွေမှာတုံးပါတယ်။အခုကတန်ရည်ချင်းနဲ့ဘူတာမှာတွေ့ဆုံနေတဲ့အတွက်ကြောင့်မို့လို့အတူတူထမင်းစားဖို့သွားခဲ့တယ်ဆိုတော့အဖြေလေးကပုံပြီးတော့အဆင်ပြေတာမို့လို့အဖြေမှန်လေးကအဆမ်းမှဖြစ်ပါတယ်။ဟုတ် နံပါတ်16ကကြတော့သူကပေးထားတာကခိုးအန်းကန်ခိုးအန်းကန်ကိုခိုင်ကျော်ကအမရီအိုခီခုနိုင်းတော့တဲ့ခိုးအန်းကန်ဟောပြောဝဲရဲ့ခမ်းမကတိတ်ပြီးတော့မကြီးတဲ့အတွက်ကြောင့်မို့လို့စံကတခီရုနင်းစုကပါဝင်တဲ့လူအရေအတွက်ကဂေါ်ကျွန်းနေမှတယ်အယောက်90အထိပဲလို့ခေါ်တယ်ကောလကရှိတယ်ကောလကအားလို့ဆိုတော့ကောလကရှိပါတယ် ဟောပြောပွဲအခမ်းအနားကတိတ်ပြီးတော့မကြီးတဲ့အတွက်ကြောင့်မို့လို့ပါဝင်တဲ့လူအပြေကအယောက်90အထိလို့ခေါ်တဲ့ကောလကရှိပါတယ်။ဟုတ်။အောက်ကပေးထားတာလေးကကျတော့ size shoe size shoe size shoe ဆိုတာကနောက်ဆုံးနေ့ကိုပြောတာပါ။နောက်ဆုံးနေ့။နေ့လေးပေးထားတာကကျတော့ခင်းရှိခင်းရှိတားမြစ်တဲ့ခင်းရှိခင်းရှိတားမြစ်တဲ့ဒီလူရောက်90ကိုတားမြစ်တာကရှိတယ်ဆိုပြီးတော့ဖြစ်တော့ဒီဖီမန်လီကတော့မဖြစ်နိုင်ဘူးပေါ့နော်။ ံပါတ်3ကကျတော့စေးကံစေးကံစေးကံကကျတော့ကန့်သက်ထားတယ်အယောက်90အယောက်90ရဲ့အထိကန့်သက်ထားတယ်လေးရကကျတော့ဂျွန်းပန်ဂျွန်းပန်အလေးကြအဖြစ်မှန်လေးကဆန်ပန်ဟောပြောဝဲရဲ့ခံမာကတိတ်ပြီးတော့မကြည့်ရတဲ့အကြောင်းမို့လို့ပါဝင်တဲ့လူအရေအတွက်ကိုအယောက်90လို့ခေါ်တဲ့ကန့်သက်ချက်လေးကရှိပါတယ်အဖြစ်မှန်ကအဆန်ပန်ဖြစ်ပါတယ်နံပါတ်19ကကျတော့ မော်ရီဆန်ကအိုတိုနာရှိဟီတိုရာတော့မတေးတာကမော်ရီဆန်ကတဲ့အိုတိုနာရှိလောကအေးဆေးတည်ငြိမ်နေစကားနည်းတယ်လို့စကားနည်းတယ်ဆိုပြီးတော့အိုမတေးတာကထင်ခဲ့ပေမဲ့လေကောလတ်အာကောလတ်လေးဖောက်ထားတယ်အနောက်ခံကြီးရကြတော့ဆေခိဂျောခုတေခိဆေခိဂျောခုတေခိတဲ့ယခုဟာနာဆိုဆေခိဂျောခုတေခိဆိုတာကတော်တော်ကြွကြွနဲ့ကောင်းကောင်းလေးစကားပြောပါတယ်မော်ရီဆန်က အေးဆေးတည်ငြိမ်ပြီးတော့စကားနည်းတဲ့လူလို့ထင်ထားခဲ့ပေမဲ့ကောလတ်တကြွကြွနဲ့ကောင်းကောင်းစကားပြောတယ်။နံပါတ်1ကအီဂိုင်းနေ။အီဂိုင်းနေ။အီဂိုင်းနေကမထင်မှတ်ထားလောက်အောင်။နှစ်ကကျူနေ။ကျူနေရုပ်တရက်။သုံးကဇေတိုင်းနေ။ဇေတိုင်းနေလုံးလုံးလုံးဝ။လေးကမူရီနေ။မူရီနေမဖြစ်နိုင်တာလွန်ကျူးတာ။အရှင်းမှသူပြောထားတာကလုံးဝကို အေးစိတ်တည်ငြိမ်ပြီးတော့စကားနဲ့တဲ့လူလိုထင်ထားပေမဲ့လည်းမထင်မှတ်ထားလာအောင်တတကြကြနဲ့ကောင်းကောင်းစကားပြောရဖြစ်မှာမို့လို့အဖြေမှန်လေးကအချီပန်ဖြစ်ပါတယ်။ဤကိုင်းနိမထင်မှတ်ထားလာအောင်။ဟဲ့နောက်နံပါတ်20ရကြတော့ reason ว่าโอคินาซูเปา reason ကားတဲ့ supermarket အကြီးကို miss မို့၃ခုတော့ college stay လို့ရရှိ college လုံးနေတဲ့ပုံပဲ။ ရီဆန်ကကြီးမားတဲ့စူပါမားကတ်စူပါမားကတ်အကြီးသုံးခုတောင်ကွက်လလုံးနေနေပုံပဲဟဲ့နံပါတ်၁ကကျတော့ show by show by cy show by cy စူပါမားကတ်အကြီးသုံးခုတောင် cy လုံးနေနေပုံပဲနှစ်ကကျတော့ k8 k8 စီမံခန့်ခွဲနေတဲ့ပုံပဲသုံးက kind k kind k kind k ကကျတော့ b ကိုပြောတာပါ b လေးရကျတော့ဘိုးအခိဘိုးအခိကကျတော့ကုံတွေရကုံတွေနေတဲ့ပုံပဲဒီထဲမှာတင့်ညော်တဲ့အဖြေကကျတော့ခဲအိတ်စီမံခန့်ခွဲရဆိုတဲ့အဖြေလေးကပုံပြီးတော့တင်တော်ပါတယ် reason ကစူပါမားကအကြီးသုံးခုတော့စီမံခန့်ခွဲနေတဲ့ပုံပဲအဖြေမှန်ကနိဗ္ဗာန်ဖြစ်ပါတယ်နောက်နံပါတ်21ကကျတော့ cycling photo တာခါရအခုတော်တော်တဲ့ဝါလာတဲ့အတွက်ကြောင့်မို့လို့ sports ဆိုဘာစပွန်းက ဘောင်းမီကကောလနာတကောလဖြစ်ခဲ့တယ်။အခုတော်တော်ဝါလာတဲ့အတွက်ကြောင့်မလို့ဘောင်းမီကကောလဖြစ်ခဲ့တယ်။တေကာကျတော့ခီဆုခုဘောင်းမီကကြက်လာခဲ့တယ်။နစ်ကယူရုခုခြောင်လာခဲ့တယ်။သုံးဝါကျတော့နူရုခုနူရုခုချွတ်လာခဲ့တယ်။လေးကမာဘူရှိခုမာဘူရှိခု မဝရှိခွားကြတော့အလင်းရောက်နေစူးတာတောက်ပလာနေမှာတုံးတာပေါ့နော်အခုကသူကအရှိမပြောရတာကဝါလာတဲ့အတွက်ကြောင့်မလို့ဘောင်းကြီးကကြက်လာခဲ့တယ်ဆိုတော့အချီပန်လေးဖြစ်ပါတယ်နောက်နံပါတ်22ကကြတော့အိုးအောင်မဲတဲ့မိုးရိုင်းရွာတဲ့အတွက်ကြောင့်မလို့မိုးကြီးွားတဲ့အတွက်ကြောင့်ခါဝါနိုမီစုကမြေရဲ့ရေတွေကကော်လနီနာတိတ်လူခါရကော်လက်ဖြစ်လာတဲ့အတွက်ကြောင့်မလို့ချီကာကူနီအီခန်လိုက်ဟိုကကြီးအနီးနားကိုမသွားတာကောင်းနေ မိုးရံတဲ့တဲ့အတွက်ကြောင့်မို့လို့မြေရည်တွေကကောလက်ဖြစ်လာမှာဖြစ်တဲ့အတွက်ကြောင့်အနီးနားကိုမတော်တာကောင်းနေ။ဟုတ်။နံပါတ်၁ကကျတော့အာမရီဆိုအာမရီဆိုမြေရည်တွေကပူလာမဲ့ပုံဖြစ်တဲ့အတွက်ကြောင့်အာမရီကပူတော့ပူရှင်တော့မြေရည်တွေကပူလာမဲ့ပုံပေါ်တဲ့အတွက်ကြောင့်မို့လို့အနီးနားကိုမတော်တာကောင်းနေ။နံပါတ်2ကကြတော့နှစ်ကအိုဘိုရေဆိုအိုဘိုရေဆို မီးရဲ့ရေတွေကရေနစ်တဲ့ပုံပေါ်တဲ့အတွက်ကြောင့်မို့လို့အနီးနားအောင်မသွားတာကောင်းတယ်။မီးရဲ့ရေတွေကရေနစ်မှာဆိုးတဲ့အတွက်ကြောင့်မို့လို့အနီးနားအောင်မသွားတာကောင်းတယ်။နံပါတ်3ကနီးခဲဆိုနီးခဲဆိုမီးရဲ့ရေတွေကထွက်ပြေးမဲ့ပုံပေါ်တဲ့အတွက်ကြောင့်မို့လို့အနီးနားအောင်မသွားတာကောင်းတယ်။နံပါတ်4ကကြတော့အဖူရဲဆိုအဖူရဲဆိုရှန်ချောင်းမဲ့ပုံပေါ်တဲ့အတွက်ကြောင့်မို့လို့အနီးနားအောင်မသွားတာကောင်းတယ်။ဟဲ့အဖြေမှန်လေးကယွန်းမှဖြစ်ပါတယ်။ မိုးရံတဲ့တဲ့အတွက်ကြောင့်မို့လို့ညည်းရည်ရည်တွေကရှန်ကြတော့မှာဆိုတဲ့အတွက်ကြောင့်မို့လို့ရှန်ကြမှာဖြစ်တဲ့အတွက်ကြောင့်အနီနာကိုမသွားတာကောင်းပါတယ်။နောက်နံပါတ်23ကကြတော့ခွန်နိုဂီယူနီကဒီနွားနိုကဘာတာယာချီစုစကရဒမင်းတို့ဘတာထောပတ်တွေချီစတွေကိုပြုလုပ်ဖို့ရဲ့ကောလာတိုစ်တဲ့ကောလာအနေနဲ့စကဝါရဲတို့အသုံးပြုပါတယ်။ဟဲ့နံပါတ်1လေးကကြတော့သူကရှီကန်ရှီကန် အရင်မြင့်ရှီကန်အရင်မြင့်ထောဘတ်တွေ cheese တွေကိုပြုလုပ်ဖို့အတွက်အရင်မြင့်အနေနဲ့အသုံးပြုတယ်။နှစ်ခါကြတော့ Ganrion ၊ကုံချံ Ganrion ၊ကုံချံအဖြစ်နဲ့အသုံးပြုတယ်။သုံးခါကြတော့ Ayo Ayo အာဟာရအဖြစ်နဲ့အသုံးပြုတယ်။လေးရကြတော့ Kiso Kiso အခြေခံအဖြစ်နဲ့အသုံးပြုတယ်။အင်းအဖြစ်ပိုင်းလေးရကြတော့ဒီနွားနုက ဒီနွမ်းတို့ကထောပတ်တွေ cheese တွေကိုအသုံးပြုရဲ့ဂန်ရီယောကုန်ချမ်းအနေနဲ့အသုံးပြုတယ်ပြူလိုဘောအတွက်ကုန်ချမ်းအနေနဲ့အသုံးပြုပါတယ်အဖြစ်မှန်ကနိဗ္ဗာန်ဖြစ်ပါတယ်နောက်နံပါတ်24ရာကျတော့ခိုတုံးမိုးကမိုက်ခိုနီနာရနာရယောနိခလေးတွေကတဲ့လမ်းပြောက်တောင်မဖြစ်နိုင်ဘောအတွက်ခိုတုံးမိုးသွန်းထဲခလေးရဲ့လက်ကိုတဲ့ခလေးတွေမိုက်ခိုဆိုတာကလမ်းပြောက်တောင်ကိုပြောတာပါလမ်းပြောက်တာ လေးတွေလမ်းပြောက်တာလမ်းမပြောက်စေဖို့အတွက်ခလေးရဲ့လက်ကိုအနာဝခိုင်းကြည့်လေရကြတော့နိဂိတနိဂိတဆုပ်ကိုင်းတာခလေးရဲ့လက်ကိုကလပ်အဆုပ်ဆိုင်ခဲ့ပါတယ်ဟာခီရီကပြပြတတထင်းထင်းရှားရှားဟာခီရီပြပြတတထင်းထင်းရှားရှားရှီကာရီတည်တည်ချာချာလေးရှီကာရီတည်တည်ချာချာဂူဆူရီဂူဆူရီကကြတော့နိမ့်နိမ့်ချာချာအိပ်ပျော်တဲ့ခါမျိုးတွေမှာသုံးတာများပါတယ်ဂူဆူရီနိမ့်နိမ့်ချာချာ ဆိုခူရီယာကျတော့တောင်နဲ့တောင်မျက်နှာပေါင်းလောဝိုင်းချွတ်ဆွတူနေတာစင်တူတာမျိုးဆိုလို့ရှင်ဆိုခူရီကိုတုံးပါတယ်အခုကခလေးကလမ်းမပြောက်စီဘူးတော့တဲ့ခလေးရဲ့လက်ကိုရှီကားတဲ့တိတိကျကျလေးစုပ်ကန်ထားမယ်အဖြေမှန်ကနိဗ္ဗာန်နာနမ25ကျတော့ခိုနိုဂျူးစုကခိုနိုဂျူးစုဒီဖြော်ရီကရှင်ဆန်က orange ကိုရှင်းစမ်းတာလက်ဆက်တဲ့ orange လိမ္မော်လိမ္မော်သေးကို ီဖြော်ရည်ကလက်ဆက်တဲ့လင်မော်တီကိုကောလစကူတာနေတဲ့ကောလလုတ်ခဲ့တဲ့အတွက်ကြောင့်မို့လို့သူတဲမို့အိုရှိအရာကိုအရသာရှိပါတယ်။နံပါတ်၁ကတတ်တန်းတဲ့တတ်တန်းတဲ့အဝိဓိပါရေခောက်တဲ့ခါမျိုးမှာတုံတာပါတတ်တန်းတဲ့နှစ်ကကြတော့စခန်းတဲ့စခန်းတဲ့တခုခုဖမ်းမိတာဆိုလို့ရှိရင်အတုံးပါလေစခန်းတဲ့ဖမ်းမိရင်လေးရကြတော့ရှီဘိုးတဲ့ညစ်တာညစ်တယ်အဝိဓိပါရေညစ်တာတခုခုကိုညစ်တယ်ဆိုလို့ရှိရင်ရှီဘိုးတဲ့ရှီဘိုးတဲ့ လေးရကြတော့အိုရှိတဲ့ဖိတဲ့နှိတ်တဲ့အိုရှိတဲ့ဒီစာကြောင်းမှာပြောရတာကဒီဖြောရည်ကတဲ့လက်ဆက်တဲ့လိမ္မော်တီကိုကွက်လက်လုပ်တဲ့အတွက်ကြောင့်မို့ဆိုတော့လက်ဆက်တဲ့လိမ္မော်တီကိုညှစ်ထားတဲ့အတွက်ကြောင့်မို့လို့အရန်ကိုရတာရှိရဲဆိုတော့အဖြေမှန်ကစမ်းမှန်ဖြစ်ပါတယ်။ဟုတ်ဒါဆိုရင်မွန်ရိုင်းစမ်းရည်ပုံစံလေးကဘယ်လိုမျိုးဖြေရမလဲဆိုရင်သူပေးရတဲ့စာကြောင်းတစ်ချောင်းလုံးဘာသာပြန်ပေးရမယ်။အောက်ကအဖြေလေးခုတွေရမှဘာသာပြန်ပြီးတော့တင့်တော်တဲ့အဖြေလေးကိုကွက်လက်ထဲမှာထည့်ပေးရမယ်ပုံစံလေးပါ။ နောက်တစ်ခုကမွန်တိုင်ယွန်းမွန်တိုင်ယွန်းကကျတော့သူကစားကြတဲ့ကြောင်လို့ဘာသာပြန်စရာမလိုသူပေးထားတဲ့မိချောင်းတားထားတဲ့ဒီစကလုံးပေါ့နော်ဝါရတာစကလုံးလေးကိုပဲကိုကအတိတ်ပဲတည်တယ်အတိတ်ပဲတည်ပြီးသွားလို့ရှိရင် အောက်ကပေးထားတဲ့အဖြေလေးကူတွေကမှဒီမိချောင်းတားထားတဲ့စကလုံးလေးနဲ့အတိတ်ပဲတူတဲ့စိတ်မင်းလေးလေးကိုရွေးချယ်ပေးရမှာဖြစ်ပါတယ် သူ့ရဲ့အားသာချက်ကကြတော့မြန်နေပေါ့နော်ကိုကမှတ်ထားရဲဆိုလို့ရှိရင်ပို့ပြီးတော့မြန်နေတရားလို့ဘာသာပြန်စီရမလို့ညီတာထားတဲ့စာကြောင်းလေးနဲ့အစိမ်းမင်းလေးကိုအောက်ကအဖြေလေးခုတွေရမှရွေးပေးလိုက်အောင်ပါပဲဟုတ်ဒါဆိုရင်နံပါတ်26ကိုကြည့်ကြရအောင်ပထမဆုံးမိကြောက်တာထားတဲ့ဥစ္စာလေးကဒန်းတိုင်ဒန်းတိုင်ဒန်းတိုင်ဆိုတာကအုပ်စုအဖွဲ့ကိုပြောတာပါဒန်းတိုင်အုပ်စုအဖွဲ့ဟုတ်ဒါဆိုရင်အဖြေလေးခုတွေရမှအုပ်စုအဖွဲ့ဆိုတဲ့စင်တူတဲ့ဥစ္စာလေးတစ်ချက်ကြည့်ကြရအောင် ံပါတ်1ကဟီတိုရီတဲ့ဟီတိုရီတဲ့2ကကြတော့ဂရုဘူးတဲ့ဟီတိုရီတဲ့ကတယောက်ထင်ဂရုဘူးတဲ့အုပ်စုနဲ့အဖွဲ့နဲ့3ကအာရီတဲ့လမ်းလျှောက်ပြီးတော့4ကသာကုရှိတဲ့သစီဖြင့်သာကုရှိတဲ့ဒန်တိုင်ကအုပ်စုအဖွဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့အဖြေလေးခုထဲမှာအုပ်စုအဖွဲ့စိတ်မင်းကလေးတူတာကကြတော့နိဗ္ဗာန်ဖြစ်ပါတယ်ဂရုဘူးဂရုဘူးဒါဆိုရင်မိနာဆိုင်တို့ကဒီလိုမျိုးမြင်မြန်လေးဖြစ်နိုင်ဖို့အတွက်ဘယ်လိုမျိုးလုပ်ရမလဲဆိုလို့ရှိရင် အခုပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေကဘီနာမှာနှုတ်ဆောင်အလီတောအုပ်ကိုယူလိုက်ပါနှုတ်ဆောင်အလီတောအုပ်ကိုယူပြီးွားလို့ရှိရင်ဒန်တိုက်ညီမြချင်း group ပို့ခွေးကြကိုပင်နဲ့အုပ်စုအဖွဲဆိုပြီးတော့နှုတ်လေးတွေပေါ့နော်စိတ်မင်းကြီးပဲတည်တဲ့နှုတ်လေးတွေထုတ်လိုက်ပါတကူတကရင်ကိုကကြက်ဆရာမလို့တော့ပဲနဲ့တခါတည်းမှတ်ပြီးနှုတ်လေးတွေထုတ်မယ်ပြီးွားရင်နေ့တိုင်းဒီနှုတ်ဆောင်အုပ်ပဲပြန်ပြီးတော့ထက်ခါထက်ခါဖတ်မယ်ဆိုလို့ရှိရင်လောကကြီးတကူတကကြက်ဆရာမလို့ပဲနဲ့အလို့ရတာမှာပါ ဇံဝဲနားနီးဇံဝဲနားနီးဇံဝဲလဲနီးနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့နေရနေတိုင်းထက်ကထက်ကလေးနဲ့ဖတ်မယ်ဆိုလို့ရှိရင်တကူတကကြက်စရာမလိုတော့ဘဲနဲ့အလွတ်ရမှာဖြစ်ပါတယ်။ဟုတ်။ဒါဆိုရင်နံပါတ်29ကကြတော့ရှာဘဲရနိုင်ရှာဘဲရနိုင်ရှာဘဲရနိုင်ရကြတော့စကားမပြောတာ။ရှာဘဲလို့ဆိုရင်စကားပြောတယ်ရှာဘဲရနိုင်စကားမပြောဘူး။ဒီထဲမှာစကားမပြောတာနဲ့စိတ်မင်းနေလို့လိုက်ပြီးတော့အရှာကြည့်ကြည့်ရအောင်။အင်း ီထဲမှာပုံမှန်ဆိုလို့ရှိရင်ပေါ့နော်ကိုကတိနေတယ်ဆိုရင်ရှာဘဲရနိုင်ဘာနဲ့တူတူပဲလဲဆိုတော့ဟာနာဆာနိုင်စကားမပြောတယ်ရှာဘဲရနိုင်ဟာနာဆာနိုင်အတူတူပဲအဲဒီမှာတော့ဇနီးကအကုန်လုံးဘာသာပြန်ပြီးလိုက်ပါမယ်နံပါတ်1ရဲ့ခန်းကြီးလေးရကြတော့စာဝါကနိုင်စာဝါကနိုင်တဲ့မဆူညံပါနဲ့နေ့ကတာဘဲနိုင်တဲ့မစားပါနဲ့သုံးဝကြတော့အာဆိုးပါနိုင်တဲ့မရှောင်းလေပါနဲ့မကြစားပါနဲ့လေးကဟာနာဆာနိုင်တဲ့စကားမပြောပါနဲ့ ရှာဘာရနိုင်ရဲ့အစိမ်းမင်းလေးကဟာနာစနိုင်ကိုကတိပြီးသားဆိုလို့ရှိရင်တော့တခါတည်းတန်ပြီးတော့ယူမှတ်လေးကိုဖြေးလိုက်ရပါပြီ။ဟုတ်။နောက်နံပါတ်28ကကြတော့သူ့ရဲ့အဖြေလေးကဟုတ်။သူ့ရဲ့အဖြေလေးကကြတော့နံပါတ်26ကတိုင်းခုဆုတိုင်းခုဆုဒတ်တာတိုင်းခုဆုဆိုတာကညင်းငွေရာ။ပြင်းတာညင်းငွေရာပြောတာပါ။ဒါဆိုလို့ရှိရင်အောက်ကနံပါတ်1ကကြတော့တာလို့ရှိခတ်တာပြောစရာကောင်းနေတယ်။နေ့ကစမရနာခတ်တာ စမရနိုင်ကညင်းွေရပဲတိုင်ခုဆိုးရဲ့စိတ်မင်းတွေကစမရနိုင်ညင်းွေရစမရနာခတ်တာသုံးကဣဇဂရှိခတ်တာဣဇဂရှိခတ်တာအလုံးများကြီးတာနံပါတ်၄ကကြတော့ရှိစုကဒတာရှိစုကဒတာတိတ်စိတ်ကညင်သက်တာအဖြေမှန်ကကြတော့သူ့ရဲ့စိတ်မင်းတွေကစမရနာခတ်တာညင်းွေတာအော်မိနာဇန်တို့ကတိုင်းစုဘီနာမှာညီမချင်းနေထိုးပြီးတော့စမရနိုင်ဝိဇ္ဇာကိုပဲနဲ့ညင်းွေရဲဆိုပြီးတော့မှတ်ထားရပါပြီ။ ဟုတ်နောက်နံပါတ်29ကကြတော့သူပေးထားတာလေးကတာရှော့အနည်းငယ်တာရှော့တကအီဆမော့အမြဲတမ်းနှစ်ကတူသိမ့်မို့အရန်သုံးဝချော့တူနင်းနေလေးကဒုခိဒုခိတာရှော့နဲ့အတူတဲ့စိတ်မင်းလေးကကြတော့ချော့တူဖြစ်ပါတယ်ချော့တူနံပါတ်30ကကြတော့ခိုတုံးမတချီကခိုချီရာနီဒီခန်းကြီးလေးကကြတော့ခါခဲတဲ့ခိတာ ခါခဲတဲ့ခိတကြီးလာခဲ့ရဆိုတဲ့ပဲလေးပါခါခဲတဲ့ခိတတကအရိတဲ့ခိတလမ်းလျှောက်လာခဲ့တယ်နှစ်ကကြတော့နိုဘိုတဲ့ခိတနိုဘိုတဲ့ခိတဆိုတော့တောင်းနေပါတက်တာဆိုတာနိုဘိုတဲ့ခိတသုံးကကြတော့ဟိုင်းတဲ့ခိတဝင်လာခဲ့တယ်လေးရအစမတဲ့ခိတအစမတဲ့ခိတကစူဆောင်နဲ့စူဝီးတယ်အော်ခါခဲတဲ့ခိတနဲ့တူတာပြေးလာတယ်ဆိုတော့ အပြေးလာတယ်ဆိုမှတော့အဖြေမှန်က ichiban ichiban ကကြတော့အဟာရှိတဲ့ခိတဟာရှိကဟာရှိတဲ့ခိတအဖြေမှန်လေးက ichiban ဖြစ်ပါတယ်ဟဲ့ဒါဆိုရင်မွန်တိုင်းရှင်ဝါကြတော့သူကဘယ်လိုမျိုးဖြစ်ရမလဲဆိုလို့ရှိရင်ဆရာတို့ကြောင့်လို့ဘာသာပြန်စရာမလိုဘူးသူပေးထားတဲ့ကွက်လက်လေးမိချောင်းတားထားတဲ့ဥစ္စာလေးရဲ့စိတ်မင်းလေးလေးကိုအောက်ကအဖြေလေးခုတင်မှမှတစ်ခုယူပြီးလိုက်ရပါပြီမွန်တိုင်းကကြတော့သူက သူပေးထားတဲ့ဒီစကလုံးပေါ့နော်ခိုတိုဝါစကလုံးလေးရဲ့အတိတ်ပဲလေးဒီမှာအောက်ကအဖြေလေးခုတည်းကမှတချောင်းယူပြီးဟိုအစဉ်ကြီးမှာပါမွန်နာယီကောကကြတော့တချို့ဆိုလို့ရှိရင်အခုဒီမှာဆိုခန်းကြီးလေးတွေနေပေးထားတယ်ပေါ့နော်အပေါ်မှာဖူလီကနာလေးတွေမရေးပေးထားဘူးအဲ့လိုမျိုးဆိုလို့ရှိရင်တော့ခန်းကြီးလေးကိုလည်းဖတ်တတ်ရမယ်အတိတ်ပဲကိုလည်းဒီမှာအစဉ်ကြီးမှာပဲပေါ့နော်ဒါဆိုရင်သူ့ရဲ့ဖြေဖို့ဖီနီးလေးရကြတော့သူပေးရတဲ့စာကြောင်းလေးရဲ့အတိတ်ပဲကိုတည်ရမယ်ပြီးတော့ရင်အဲ့ဒီရဲ့အတိတ်ပဲကိုဘယ်စာကြောင်းမှာအသုံးပြုလဲဆိုတာကိုခံမှန်းပေးရမယ် အောက်ကအဖြေလေးခုတင်မှာမှရွေးချိန်ပေးရမယ်ပေါ့နော်ဟဲ့ဒါဆိုရင်စပြီးတော့ကြည့်ကြရအောင်ပထမဆုံးခန်းချင်းလေးရကြတော့တူပေးထားတာက curry curry အကွာဝေး curry အကွာဝေးတိကကြတော့တူကျော်ခါရကျော်တူမတင်တော့ကျော်ရီဝနန်ကီလိုမဲတူတူကရှိရပဲတင်မိတာတူကျွားနေပြီးတော့တဲ့ကျော်တူအကြည့်ကျော်ရီအကွာဝေးကဘယ်နှကီလိုမီတာလဲဆိုတာကိုရှိရပဲတင်မိတာအရှာဝေးကြည့်ခဲ့ပါတယ် ခေါရီဆိုတဲ့အဓိပ္ပာယ်အကွာအဝေးဆိုတာကဘယ်နေရာနေတနေရာနေပြီးတော့တနေရာအကွာအဝေးကိုပြောတာမို့လို့အဖြစ်မလေးကအချီပဲဒါပေမဲ့စကြည့်ကြည့်ရအောင်နံပါတ်1ကကြတော့ဇဘွန်တော့ခေါရီကိုစကောရှိမီဂျီကခုစ်တဲ့မူရတာဇဘွန်ဘောင်းဝေးရဲ့အကွာအဝေးကိုတဲ့နည်းနည်းလေးတူအောင်လုပ်ခဲ့တယ်ဘောင်းဝေးရဲ့အကွာအဝေးကိုနည်းနည်းလေးတူအောင်လုပ်ခဲ့တယ်တော့ကြတော့အိုလံပစ်ကူကယော်နန်နီအီကာ အိုလံပစ်ပြိုင်ပွဲကတဲ့၄နှစ်မှတကြိမ်အကွာအဝေးဖြင့်ဟီရခါရီတို့ဖွင့်လှစ်ခြင်းခံခဲ့ရတယ်။အိုလံပစ်ပြိုင်ပွဲက၄နှစ်မှတကြိမ်အကွာအဝေးဖြင့်ဖွင့်လှစ်ခဲ့ပါတယ်။လေးရကြတော့ဝါတရှိတိုအတိုးတို့ကကျွန်တော်နဲ့ညီလေးကတဲ့ဂေါ်ဆိုင်တို့ခေော်ရီကရတော့တဲ့နာနှစ်အကွာအဝေးရှိတဲ့အတွက်ကြောင့်မို့လို့အတိုးတို့ကညီလေးကမာတာချူးကစေးတာအခုမှအလဲနဲ့ကျောင်းသားလေးပဲဖြစ်သေးတယ်။ကျွန်တော်နဲ့ညီလေးက၅နှစ် အကွာအဝေးရှိတဲ့အတွက်ကြောင့်မို့လို့ညီလေးကအခုထိအလဲလဲကြောင်သားလေးပဲဖြစ်သေးတယ်။အဲအဖြေမကအချီပန်ဖြစ်ပါတယ်။တနေရနေပြီးတော့တနေရအကွာအဝေးကိုပြောတာမို့လို့အချီပန်လေးကပို့ပြီးရတင်လျော်ပါတယ်။ဟုတ်နောက်တစ်ခုနံပါတ်32ကကြတော့သူပေးထားတာလေးကခါစစ်တူခါစစ်တူလှောက်ရှောင်းမှုလှောက်ရှောင်းမှုခါစစ်တူလေးကဘယ်လိုရှင်နေမှာတုံးလဲဆိုလို့ရှင်ဒီအတင်းလိုက်လှူရှာတာမျိုးအတင်းတစ်ခုခုကိုလှူရှာပေးတာမျိုးပအဝင်ပြီးတော့လှူရှာပေးတာမျိုးမှာတုံးတာပေါ့နော် ိုင်နံပါတ်1ကကြတော့ယူကီနိုစေးတဲ့ယူကီနိုစေးတဲ့နှင်းကြောက်တဲ့ရုရှားရထားတွဲတွေရဲ့ခါစွတ်တို့လှုံ့ဆော်မှုတွေကတော့သိနေရရှိရက်တန်သွားတဲ့ပုံပဲနှင်းကြောက်ရထားတွဲတွေရဲ့လှုံ့ဆော်မှုခါစွတ်တို့လို့တုံးမဲ့ရစားဒီနေရာမှာဥဂေါခီမဆိုတဲ့ဥစ္စာလေးတုံးမဲ့ဆိုပို့ပြီးတော့တင်ရတယ်ရထားတွေရွေ့သွားတာကရက်တန်သွားခဲ့တယ်လို့တုံးမဲ့ဆိုပို့ပြီးတော့အထိပ်ပဲရှိတယ်ပေါ့နော်နံပါတ်1လေးကမတုံးပါဘူးနံပါတ်2ကကြတော့ このスーパーの活動は夜9時までです。ディスバーマーカーへ活動の項目があれ、夜、やば、こな ID ピリ。ディスバーマーカイへ、プレゼン、ペイジンが、やば、こな ID ピリで、ピョーマ、ボビロアセンビアモロカスドニネレ、活動にねれ、まとまう。はい、なるほど、3番。いろいろな国の文化を子供たちに紹介する。アメブドナイエリエ文化。 ရည်ကြီးမှုတွေကိုတဲ့ခလေးတွေကိုရွှန်းခိုင်းစလို့မိတ်ဆက်ပေးမယ်ခါစစ်တို့လှုပ်ရှားမှုတွေမှာစံကားစပါဝင်ခဲ့ပါတယ်ဆိုတော့အဖြစ်မလေးကအစံပဲဖြစ်ပါတယ်။ဟုတ်။နံပါတ်၄ကကြတော့ဟာရှိရူမရဲ့နိမပြေးခင်နဲ့အာရှိခြေလောက်တွေခိုးရှိခါးတွေရဲ့ခါစစ်တို့ဆိုလို့တော့လှုပ်ရှားမှုကိုလုံးမယ်ဆိုလို့ရှင်ခဲကောက်ခဲကောက်ရှိမိခွီဆိုတာဒံရရဖို့အခက်တဲ့ပုံပဲ။ခြေလောက်တွေခါးတွေရဲ့လှုပ်ရှားမှုလို့ပြောမယ်ရင်စား ထရောက်တွေခါတွေကိုလေ့ကျင့်ခန်းလုပ်မယ်ဆိုလို့ရှိရင်ဒဏ်ရာရဖို့ခက်တယ်လို့ပြောတာကပို့ပြီးတော့သင်ရပါတယ်။အဲဒါကြောင့်မို့အဖြေမှန်ကအစမ်းမှန်ပါ။ဟိုင်နောက်နံပါတ်23ကကြတော့ဒီခန်းကြီးလေးကစကန်ရေပန်းစားတာလူကြိုက်များတဲ့ရေပန်းစားတယ်ဆိုတော့ခန်းကြီးလေးပါနံပါတ်1ကစိုက်ကင်းဘင်ခေါ်ကစကန်တော့တနော်တဲ့အခုတလောတဲ့စားလေးလာတာတွေကရေပန်းစားလာတဲ့အတွက်ကြောင့်မို့လို့စကူကြီးဆုဆိုပြီးဖတ်လိုက်ရတဲ့ခီနိုးလို့ဖတ်လိုက်ရတယ် 昨日のテストはよくできた。マネやたさもぶえがで、かんがろうないけ。あくとろさりらりが、さりらららりが違反さられてるからもろ、マネがさもぶえもかんがろうないけ。ラナマネが、このテレビはフリーから、DTV が放なねてるからもろで、コショがさかんになってきた。あぴゃ CD が違反さられて。DTV が放ねてるからもろ、あぴゃ CD が違反さられて。 နံနံပါတ်3ကအတူတူကရှာရှင်းတို့ရုံတော်ကစခန်းတဲ့ညီလေးကဓာတ်ပုံရိုက်တာကိုရေပန်းစားပြီးတော့အစ်စမော့ကင်မရာမိုတဲတို့အမြဲတမ်းကင်မရာကိုယူသွားလေးရှိတယ်။ဒီနေရာမှာစကန်သုံးမဲ့စားညီလေးကဓာတ်ပုံရိုက်တာကိုဝါသနာပါတဲ့အတွက်ကြောင့်မလို့အမြဲတမ်းကင်မရာကိုယူသွားလေးရှိတယ်လို့ပြောရင်ပို့ပြီးတော့သင်လျော်ပါတယ်။ဟိုက်ဒါဆိုကျန်တာကယွန်းပန်း私の学校はその家ちゃんが스포츠が盛んで아가자가ရေပန်းစားပြီးတော့ みんないろいろなスポーツをしている。あの、ဒီအားကစားအမျိုးမျိုးကိုလုပ်နေတယ်။အဖြေမလေးကရွှွန်ပန်းကျွန်တော်တို့ရဲ့ကျောင်းကအားကစားလုပ်တာရေပန်းစားတယ်။အားကစားလုပ်တာလူကြိုက်များရဲ့အတွက်ကြောင့်မလို့ဒီကျောင်းသားတွေအကုန်လုံးကအားကစားအမျိုးမျိုးကိုလုပ်လေးရှိပါတယ်။ဖြေမှန်ကရွှွန်ပန်းဖြစ်ပါတယ်။ဟဲ့နောက်နံပါတ်34ရကြတော့ခန်းကြီးလေးကခုပဲဆော့ခုပဲဆော့ခုပဲဆော့ကကြတော့ခွဲကြရယ်ပိုင်းကြရယ်ဆိုတဲ့အဓိပ္ပာယ်လေးပါ။ 卒業したら同級生たちは、ぽやわびそろしね、同級生、たらねだれ。たらねちなりが、大学や就職など、区別して進みます。たらねだりが、だがどり、あらわなりを、くじゃびよ、さらろにね。なのまねが、趣味、あ、意味、意味のよく似て、似ている言葉を区別して覚えるのは難しい。意味、 အဓိပ္ပာယ်ကြီးကတဲ့ယခုနေသိတဲ့ခုတို့ပါကောင်းကောင်းလေးတူနေတယ်အဓိပ္ပာယ်ကြီးကောင်းကောင်းလေးစင်တူနေတဲ့စကားလုံးတွေကိုခူးပဲဆွတ်တဲ့ခွဲကြပြီးတော့အိုဘဲရုနော်မူဇကရှိမကတာကခတ်ပါတယ်နောက်စမ်းပန်ကကြတော့အီရှိကဝဆန်နီကဇွတ်တော်တိန်တိုင်းခါတာအီရှိကဝဆန်နီကတဲ့ဒေါရှောင်းမတွေ့ရတဲ့အတွက်ကြောင့်မို့လို့အိမအတဲမို့အခုတွေ့ရဆိုရင်တောင်မှပဲခူးပဲဆွတ်တဲ့ခိနိုင်ခံလို့ရှိနေနိုင်ခွဲကြနိုင်မလားမသိဘူး ဒီနေရာမှာခုပဲဆိုတော့မဲ့စားမှတ်ပြီးနိုင်ပါမလားမသိဘူးလို့ပြောရင်ပို့ပြီးရတဲ့ပဲရှိတယ်ပေါ့နော်။စမ်းမှန်လीတော့မဖြစ်နိုင်ပါဘူး။နောက်နံပါတ်၄ရကြတော့မာတာရှိနိုခုနီဝကျွန်တော်ရဲ့နိုင်ငံကနီပေါ်နိုအိုခင်ဟာခါဝတဲ့မြင့်နေစင်ကြီးမားတဲ့မြင့်နေစင်ကတဲ့ဟိုကောင်တော့ခုနီတော့တခြားနိုင်ငံတွေနဲ့ခုပဲဆိုဆောင်ရတဲ့ image ပိုင်းခြားတာပါတဲ့ခွဲခြားတာပါတဲ့။ဟဲ့အဖြစ်မလေးရကြတော့ပို့ပြီးတင်လျော်တာကနိဗ္ဗာန်ဖြစ်ပါတယ်။အတိတ်ပဲ စကလုံးတွေကလုံးဝရင်စင်တူနေတဲ့စကလုံးတွေကိုခွဲခြားပြီးတော့အမှတ်ကြတာကထပ်ပါတယ်ဆိုတဲ့အဖြေလေးကပို့ပြီးတော့သင်ပြပါတယ်။ဒါကနံပါတ်35ကကြတော့အိုအီစခုအိုအီစခုအိုအီစခုကကြတော့သူကနောက်ကလိုက်လာတာအမိလိုက်တာလေအနောက်ကနေပြီးတော့ပြေးလိုက်လာတာအမိလိုက်လာတယ်ဆိုလို့ရှိရင်အိုအီစခုလေးကိုသုံးပါတယ်။ဟာနံပါတ်1ရဲ့ခန်းကြီးလေးကကြတော့တာနာတာနာတော့အချိမန်ဦးရင်တော့ဟွန်းတိုရီတိုင်းက ီစင်ရဲ့အမြင့်ဆုံးစာအုပ်ကိုအချီဝဝင်အမြင့်ဆုံးမှရှိတဲ့စာအုပ်ကိုတူရီတိုင်းကယူခြင်းပင်မဲ့လေထဲကအိုစကနိုင်လက်ကလိုက်မမီခဲ့ဘူးနှစ်ကကြတော့မိချီကဂျူဒိုင်းစတေတဲ့လမ်းနေကပြည့်ကျက်နေပြီးရောတဲ့ခိုင်ကင်းတော့ကြည့်ခံနေအစည်းဝဲဝဲအချိန်ကအိုစကနာခတ်တာလိုက်မမီခဲ့ဘူးအစည်းဝဲအချိန်ကိုမမီခဲ့ဘူးလို့ပြောရပို့ပြီးတော့အဆင်ပြေရေပေါ့နော်ဟဲ့နောက်ဆက်မလီကကြတော့ ဂေါ်ကြီးခံဤကျော်နုဝုတ်တင်ငားနိုင်ကြအထက်လာငားနိုင်ဤအထက်လာတဲ့နုဝုတ်တင်တောင်တက်ပြီးတော့စီးနေစီးနေကအဆုံးသတ်မှာတော့နောက်ဆုံးမှာတော့ရံမောင်းတော့တောင်ရဲ့မုတ်တုံးဝတကိုင်းတူကိုတော့အမြင့်ဆုံးနေရာကိုအိုးဆွေးသတ်နောက်ကလိုက်မိခဲ့ပါတယ်အမြင့်ဆုံးနေရာကိုရောက်ရှိခဲ့ပါတယ်ဆက်ရောက်ခဲ့ပါတယ်လို့ပြောပြီးပူပြီးစီပြီးရေပေါ့နော်ဒါနံပါတ်၄ရကြတော့အာနေရော်ရီအတုန်နီအေရဲ့ဒေတာကအမထန်တဲ့ နောက်မှအိမ်ကနေထွက်တဲ့ပြီထွက်ခဲ့ပြီမယ်လေအခိနောချီကားကုတဲ့ဗုဒ္ဓရဲ့အနိနာမှာအိုဆွေတနောက်ကအမိလိုက်ခဲ့ပါတယ်နောက်ကနေပြီးတော့မိခဲ့ပါတယ်ဟိုက်အိုဆုကရဲ့အိဗေကနောက်ကနေပြီးတော့လိုက်မိတာမျိုးလေးမှာတုံနာဖြစ်တဲ့အတွက်ကြောင့်မလို့အဖြေမှန်ကယုံမှန်ဖြစ်ပါတယ်ဟဲ့ဒါဆိုရင်အခုစစပြပြောပြသွားတာကမွန်နိုင်ဆန်းနေပြီးတော့မွန်နိုင်ကော်ဒီဖြစ်ပါတယ်ပြောပြမယ်ဆိုလို့ရှိရင်တော့မွန်နိုင်ဆန်းကကြတော့ စာပိုက်တစ်ခုလုံးကိုဖတ်ပေးရမယ်။စာကြောတစ်ခုလုံးကိုဖတ်ပေးပြီးတော့အောက်ကအဖြေလေးခုမှာတင်တော်တဲ့ဥစ္စာလေးကိုဖြည့်ပေးရပါမယ်။အဲဒါကြောင့်မို့ကိုကဒီခိုးတော့ဝါဟာရစကားလုံးလေးတွေရဖို့တော့လိုအပ်တယ်ပေါ့နော်။မွန်နိုင်ရွာကျတော့သူကအချိန်ခိုးလို့ရတယ်။သူမြည်တမ်းထားတဲ့စာကြောင်းဥစ္စာလေးကိုပဲသူ့ရဲ့အတိတ်တွေကိုသိပြီဆိုတာနဲ့အောက်ကပေးထားတဲ့အဖြေလေးခုတွေကမှ3မိနစ်တခုလေးကိုယူချင်လိုက်အောင်ပါပဲ။မွန်နိုင်ကလည်းခန်းကြီးနဲ့ခုတ္တဝါလေးသိဖို့လိုပါတယ်။သူပေးထားတဲ့ဒီခုတ္တဝါစကားလုံးလေးရဲ့ ခန်းကြီးနဲ့ပေးထားရဆိုရင်တော့ဖတ်မဲ့အတန်းပေါ့နော်အတန်းတော့လေးရဲ့အတိပ္ပယ်လေးကိုသိဖို့လိုတယ်အဲအတိပ္ပယ်သိပြီဆိုလို့ရှိရင်ဘယ်စာကြောင်းမှာတုံးလဲဘယ်စာကြောင်းမှာတုံးရင်ပို့ပြီးတော့အဆင်ပြေလဲဆိုတာကို အောက်က၄ခုတွေရမှာကိုက်ညီတဲ့အဖြေလေးကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဟဲ့ဒါဆိုရင်ပထမအပိုင်းတော့မပြီးသေးဘူးပေါ့နော်ပုံမှန်ကအန်ဒရီလေးပဲဆိုလို့ရှိရင်တော့၃ပိုင်းဖြီးရတာမဟုတ်ဘဲနဲ့၂ပိုင်းလေးဖြီးရတာမို့လို့အောက်ကဘုံဘိုးရဲ့ဒူကိုင်းရဲ့တော့ကျန်သေးရဲ့ ဟဲ့အခုကတော့စစီကမွန်နိုင်ဆန်းကနေပြီးတော့မွန်နိုင်ကော်ဒီပဲပြပြပေးသွားတာဆိုပေမဲ့နောက်ဗီဒီယိုမှာဆိုလို့ရှိရင်တော့ဒီကြံသေးတဲ့ grammar ပိုင်းရဲ့ reading ပိုင်းလေးကိုဆက်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်ဟဲ့အဲတခြားဒီမိဂေါ်တစုံနဲ့မဟုတ်ပဲねတခြားမိဂေါ်အောင်နေလည်းလုပ်ပြီးရောက်มาဖြစ်တဲ့အတွက်ကြောင့်မို့လို့မိနိုင်ဆန်တို့ကလည်းအစင်းစီတို့ YouTube channel လေးကို subscribe လေးလုပ်ခဲ့ပြီးပါအောင်เนาะဟဲ့ကြာ Oscar Samades အမိနိုင်ဆန်မတ်တန်ね